ဗြဟ္မဝါဒဘေးဆိုတာမိမိကိုယ်တိုင်မှာကိုချင်းတရားမရှိဘူးဒုစရိုက်တရားတွေလုံနေတယ်ဆိုလို့ရှိရင်ဘေးကလူတွေကကိုယ့်ကိုဆွဆွဲကြတော့မှာပဲဒုစရိုက်တွေကိုလုံနေလို့ရှိရင်ဘေးကလူတွေကချိပြီးတော့ငါ့ကိုလူစိုးလူမိုက်အဖြစ်သတ်မှတ်ကြတော့မှာပဲဆွဆွဲကြတော့မှာပဲ အဲ့ဒါလို့အဆုဆဲခံရတဲ့ဟာလည်းပရာဏုဝါဒပေးရတယ်ကြောက်စရာကောင်းတယ်အဲ့တော့ဒီပရာဏုဝါဒပေးကဓမ္မစစ်အနေနဲ့လွတ်အောင်လုပ်ရမှာမလုပ်ရမလဲဆိုကာယဒုစိုက်တွေကိုရှောင်ရှားလို့ဒုစရိုက်တရားတွေကိုရှောင်ရှားလို့ဒုစရိုက်၁၀ပါးကိုရှောင်ရှားလို့ သူစရိုက်၁၀ပါးကိုပွားများအထုတ်ဖို့ပဲလုပ်တယ်ကိုကိုတိုင်ကဒုစရိုက်ကိုရှောင်ရှားပါလေသူစရိုက်တွေကိုပွားများအထုတ်ပါလေတဖက်သားကမလိုမုန်းထားဖြစ်ဖြစ်စေအကျိုးမဲ့ဖြစ်အောင်တမင်လုံးကြံဖန်တီးပြီဖြစ်စေဆွဆွလာမှုဆိုတဲ့ပရဏုဝါဒဘေးကတော့ရှောင်လို့မလွတ်ဘူးတဲ့ကိုမဟုတ်ဖို့ကတော့အရေးကြီးတယ်ပေါ့ ကိုမဟုတ်လို့ရှိရင်စင်ကြယ်တယ်တလောင်းအတော်မှရန်ကုန်မှာဘုန်းကြီးတို့စီတက္ကမလေးတယောက်ရောက်လာတယ်တက္ကမလေးတယောက်ရောက်လာပြီးတော့စာလေးတစ်စောင်ကတ်သွားစာအိတ်ထဲမှာလဲပြင်မကစာမရေးတဲ့စာအိတ်တည်းလဲကတ်သွားစာရေးထတာလေးကိုဖတ်ကြည့်တော့ဘာတော့ဆို သူ့မှာသူများရဲ့ဆွဆွဲမှုကိုခံရလို့အဆက်တကွဲအကျိုးနဲ့ဖြစ်နေပါတယ်ဆရာတော်တို့ကဲပါအောင်ဆိုရင်စာပါစာရေးထဲကဘာတွေရေးထားတာတော့လို့ဖွင့်ကြည့်လိုက်တော့စာမဟုတ်ဘူးစာရေးထဲကတော့ဝိတုငွေတထောင်ထည့်သွားတာပြောချင်တာကတော့ပရဏုဝါဒဘေးဆိုမလွတ်ဘူးလို့ပြောတာเนาะ အခုခေတ်ဆိုရင်ပို့ဆိုးတယ်လူတယောက်ကိုဟိုမကောင်းတဲ့ရင်လွှင့်နေပြီဆိုလို့ရှိရင်ဘယ်မှာထားရအောင်ဆိုအင်တာနက်ကိုတင်လိုက်ခုခေတ်ကရှေးတုန်းကပစ္စာဆိုတာနေအခုမှတော့အင်တာနက်ထဲထည့်ပြီးတော့ဆွဆွဲနေကြတာတွေရှိတယ်မီဒီယာတွေကိုမှားယွင်းတဲ့နေရာမှာအသုံးချ အကျိုးမဲ့တဲ့နေရာတွေမှာအသုံးချအဲ့တော့အဲ့လိုဆွဆွဲခံရလို့အချက်တကဲအကျိုးနဲ့နေတဲ့ပုဂ္ဂိုလ်ကစိတ်ချမ်းသာပါမလားချမ်းသာဘူးအဲ့လိုဆွဆွဲခံရတာကြောက်เสียမကောင်းဘူးလားဆိုကြောက်เสียကောင်းတာပဲသို့တော်လည်းကိုကိုတိုင်ကမဟုတ်ဘူးဆိုလို့ရှိရင်စဉ်းစားရမယ်အဲ့လိုဆွဆွဲခံရမှု ဖေးတွေနဲ့ကျုံလာလို့ရှိရင်အော်မြတ်စွာဘုရားတောင်ဆွဆွဲခံမှုခံသေးတာပဲကိုကိုယ်တိုင်ဟုတ်ရင်တော့အဲ့လိုစဉ်းစားမဟုတ်ဘူးကိုကိုယ်တိုင်ကတန်ရှင်းနေဆိုရင်သူဆွဆွဲတဲ့အတိုင်းမမှန်ဘူးဆိုလို့ရှိရင်ကိုကောင်းရင်ခေါင်းပဲမှမရွေ့ဆိုကိုကောင်းအောင်ပဲစူးစမ်းဖို့လိုတယ်နော်ဆွဆွဲတဲ့စကားဆိုဟုတ်ချင်ဟုတ်တယ်မဟုတ်ချင်မဟုတ်ဘူးမှန်ရင်မှန်ကြည့်လေ